ကဲအလောင်းမင်္ဂလာပါဗျာ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါနဲ့ဒီကနေ့မှာတော့မနီကလင်းနီကမှကြီးညာတောင်းခဲ့တဲ့ကျွန်တော်တို့မြန်မာပြည်သက်တွေစိတ်ဝင်စားတဲ့အချိန်အကြာကြီးစောင့်မျှော်ကြီးရှုခြင်းနေကြတဲ့ဘူထန်အောင်ရဲ့တွဲဆိုင်ဖြစ်တဲ့ဘူထန်အောင်နဲ့ရှင်ပြန်ထိုးတက်သွားမဲ့ Time Fighter တို့ဦးရဲ့ပွဲစဉ်ကောင်းတဲ့ပွဲလေးကိုပြည်သက်တွေနဲ့အတူအဆအဆုံးကြီးရှုရင်းနဲ့ကွန်မန်ဒီတာအနေနဲ့ပြုလုပ်တင်ဆက်ပေးသွားပြီးမယ်အပြင် တို့နှစ်ဦးရှင်ပြန်ထူးတက်တဲ့အချိန်ကြရင်ရောဘ누구ကအနိုင်ရရှိသွားနိုင်ခြင်းရှိပလဲဒါတို့နဲ့ပတ်သက်ပြီးဘွေးကျူခင်မီချက်တို့ကိုထည့်သွင်းတင်ဆက်ပေးပါမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဘွေးစင်လေးကိုအခုပဲစာချရလိုက်အောင်ပါ။အခုလက်ရှိကျွန်တော်တို့မြင်တွေ့နေရတဲ့ fighter ကတော့အပြန်ထောင်းကနေရှင်ပြန်ထူးတက်နေတဲ့ဒီလာမဲဂျုံလာ6ရက်နေမှာမိုးထက်အောင်နဲ့ရှင်ပြန်ထူးတက်သွားမယ်။ Thai fighter တို့ဦးဖြစ်တဲ့ Kompon 9ဆိုတဲ့ fighter ဖြစ်ပါတယ်။ဒီ fighter ဆိုရင်တော့ ငွေထိုင်းပွဲစဉ်ပေါင်း1ချမ်ပီယံရှစ်မှာ9ပွဲအထိရှင်ပြန်ထိုးတက်ထားပြီး9ပွဲနိုင်2ပွဲရှုံးရလဒ်ကိုပိုင်ဆိုင်ထားပါတယ်။ဒီဖိုက်တာဆိုရင်တော့ဒီလာမေဂျွန်လ13ရက်နေ့တောက်ကြနေ့ညပိုင်း1 Friday Fights 112ဆိုတဲ့ခေါင်းစဉ်အောက်မှာဝူထန်အောင်နဲ့ရှင်ပြန်ထိုးတက်သွားရမယ့်ဖိုက်တာပဲဖြစ်ပါတယ်။ယခုတပံမိတ်ဆက်ပေးနေတဲ့ဖိုက်တာကတော့ကျွန်တော်မြန်မာပြည်သက်တွေနဲ့မစိမ့်တဲ့ဖိုက်တာတူဖြစ်တဲ့ Moon Fighter Sunrat ဖြစ်ပါတယ်။ Moon Fighter Sunrat ဟာဆိုရင်တော့ဒီလာမေဂျွန်လ6ရက်နေ့ လာမယ့်အပတ်တောက်ကြနေ့ညပိုင်း1 Friday Fights 111ဆိုတဲ့ခေါင်းစဉ်အောက်မှာအထိုင်းဖိုင်တာတအူးဖြစ်တဲ့ဖက်ဝစ်ချစ်နဲ့ရှင်ပြိုင်ထိုးတက်သွားမှာဖြစ်ပါတယ်။အဲ့တော့ဖက်ဝစ်ချစ်လို့ပြောလိုက်မယ်ဆိုတော့ဒါဆွန်ရက်နဲ့ဒါတစ်ချိန်တွေ့ဆုံဖူတာဖိုက်တာပဲဖြစ်ပါတယ်။အခုတစ်ခါကျွန်တော်ဂျွန်လ6ရက်နေ့မှာဒါတွေ့ဆုံမဲ့ပွဲစဉ်ကတော့ဒါသူတို့နှစ်ဦးရဲ့မကြည်ပွဲပွဲစဉ်တစ်ပွဲအနေနဲ့ရှင်ပြိုင်ထိုးတက်ကြည့်ရှုသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီပွဲစဉ်လေးကိုအခုပဲကြည့်ကြရလိုက်အောင်ပါ။ အခုလက်ရှိကျွန်တော်ကြည့်ရှုနေတဲ့ပွဲစဉ်လေးဟာဆိုရင်ဒါပြီးခဲ့တဲ့ April 17ရက်နေ့1 Friday Fight 104ဆိုတဲ့ခေါင်းစဉ်အောက်မှာရှင်ပင်ထူတက်သွားခဲ့တဲ့ပွဲစဉ်လေးပဲဖြစ်ပါလေ။အထိုင်ဖိုင်တာကတော့အပြန်တောင်းကပါမြန်မာဖိုင်တာကတော့အနီတောင်းကနေရှင်ပင်ထူတက်နေတာဖြစ်ပါလေ။အဲ့တော့ component house တော့ one championship မှာ တာဘောနက်ဘက်၃သိန်းခွဲဆိုတဲ့စုကို၃ကြိမ်တိုင်းတာရယူစုခုပြနိုင်ခဲ့တဲ့ fighter ပဲဖြစ်ပါလိမ့်။အဲ့တော့လက်ရှိအချိန်မှာဆိုရင်တော့တာသူ့ရဲ့အသက်အရွယ်ဟာ30နဲ့2နှစ်ကိုရောက်ရှိနေပါပြီ။အရက်ကတော့9ပြီနဲ့6လက်မှရှိပါလိမ့်။ကောင်းတယ်1 2 body kick ဝင်ထားတယ်တပတ်ကကောင်တာဇွန်ရက်နေနဲ့ body kick ပြန်ပြီးထွက်လာတာမျိုးတွေ့ရတယ်ဗျာ ဖိုက်တာနဲ့ဦးစလုံးကတော့အရင်ကြီးကိုဒါပထမချင်မှာဖြစ်ပြီးထိုးတာမျိုးမတွေ့ရလေဘူးဗျ။တန်လုတ်ကီတွေနဲ့အကဲဆန်းတဲ့1 2လေးတွေကျွန်တော်ခဏတဖြုတ်လောက်ဝင်နေပေါ့နော်။ကျွန်တော်တို့မြန်မာဖိုက်တာဒါဆွန်ရက်မွန်ဖိုက်တာဆွန်ရက်ကတော့ဝမ်ချမင်းစီမှာတူနေတယ်ပွဲစဉ်ပေါင်းအများကြီးရှင်ပြန်ထိုးတက်ထားတယ်ပေါ့နော်။ဒါဆက်တပွဲအထိတောင်းဒါရှိထားတယ်အဒီမှာဆိုရင်တော့တူနေတယ်6ပွဲအနိုင်ရရှိထားပြီး9ပွဲရှုံနေထားပါတယ်။ရလက်အပြင်းတော့ပြောမယ်ဆိုတော့ ဒါဒီငြိမ်မှုမရှိဘူးလို့ပြောလို့ရတယ်ဗျဒီနောက်ဆုံးရှင်ပြန်ထူးတက်ထားတဲ့ပွဲမှာဆိုရင်လည်းသူအနေနဲ့ဒါဒီတိုင်းအဆုံးဖြတ်ပုံစံမျိုးနဲ့ဒါရှင်မြန်ထားတွေ့ရတယ်ဗျအဲ့တော့ဆုံရကတော့ဒါအသက်20နှစ်ရှိနေရှိပြီအရွယ်ကတော့9ပြီနဲ့6လမှာဖြစ်ပါတယ်အဲ့တော့မူထအောင်နဲ့ရှင်ပြန်ထူးတက်သွားမဲ့ဒီ time fighter ခွန်ခွန်နိုင်ကတော့သူ့အနေနဲ့မူထောင်ထက်ဆိုင်တော့ဒီအရမောမှာအာသာချက်ရှိတယ်မူထောင်ကတော့အသက်ကတော့26နှစ်အရကတော့9ပြီနဲ့၄5လောက်ပဲရှိမှာဗျအဲ့တော့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေထဲမှာမူထောင်အောင်ရအရမောကိုဒါတည်တဲ့သူတွေရှိမှာဆိုရင်ဒီအောက်ကခုံးမှတ်မှာဝင်ရောက်ပြောဆို topic ကိုဖိတ်ခေါ်ချင်ပါလေအဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒီမူထောင်ရဲ့မှတ်တမ်းတွေကိုဒီ1 championship ကပေါ်ပြထားတဲ့မှတ်တမ်းတွေအတိုင်းဒါပြောဆိုတာပေါ့နော်အဲ့တော့အဲ့လိုပြောဆိုတဲ့အချိန်မှာသူတို့အရက်က9ပြီနဲ့6လို့ ဒါရေးထားတယ်ပေါ့နော်တော်ပေမဲ့လည်းကျွန်တော်အနေနဲ့တော့နည်းနည်းလေးငါးပြီနဲ့6ကဒါအခုလက်ရှိကျွန်တော်မြင်တွေ့နေရတဲ့ zone run နဲ့ combine လို့ရှိပြီးထိုးတက်နေတဲ့အရက်မောင်းလို့ရှိတယ်ပေါ့နော်အဲ့တော့မိုးထိုင်အောင်ရဲ့အရက်ကပြောမှာဆိုအိုက်ထက်အနေငယ်လေးပြုမယ်ငါးပြီ၄ငါးပြီ၅လောက်ဖြစ်ဖို့ရခိုင်တော့များမယ်ဗျ Okay အဲ့တော့ကျွန်တော်တို့ဒါအများကြီးမပြောတော့ဗျယခုကျွန်တော်ချစ်ရှုနေတဲ့ပွဲစဉ်တွေကိုတွေ့လိုက်အောင်ပါ ကောင်းတယ်ဘီလဟန်ဒီ wrong one တော့ပြီးသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့မြန်မာပြည်သက်တွေအားလုံးသိကြတဲ့အတိုင်းပဲဒါဆွန်ရက်ကတော့ဒီထိုင်းနိုင်ငံမှာထိုင်းနိုင်ငံကျွန်တော်တို့ပတ်တရားပေါ့နော်ဒီဖက်တက်ဂျင်မှာလီဂျင်ပြင်ဆင်နေတဲ့ဖိုင်တာတစ်ဦးပဲဖြစ်ပါတယ်အဲ့တော့သူ့အနေနဲ့ကတော့ကျွန်တော်တို့ဒီမြန်မာဖိုင်တာတွေထဲမှာဆိုရင်တော့ ဒါဒီတက်ပေါက်အရာပြောမယ်ဆိုတော့ဒါစုံလင်းမှုရှိပြီးတော့မှဒါနီးစနစ်ပိုင်းအရာပြောမယ်ဆိုရင်ဒါကောင်းမွန်တဲ့ fighter တစ်ခုအနေနဲ့ကျွန်တော်ပြောလို့ရတယ်ဗျာလူမြန်မာ fighter တွေတော်တော်များများနဲ့ဒီ night shin ချိလိုက်မယ်ဆိုရင်တော့ဒါစုံရက်ကတက်ပေါက်ပိုင်းမှာပူပြီးတော့မှဒါတိတ်တက်မှုရှိတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာကတော့ကျွန်တော်မြင်တွေ့လိုက်ရတာကဒီပထမချီမှာဒါဆွန်ရက်ရဲ့ဒါကစားပုံအရပြောမယ်ဆိုတော့ဒီတည်ငိမ့်နေတာမျိုးလေးတွေတွေ့ရတယ်ပေါ့နော် ဒီပွဲစဉ်မတိုင်ခင်မှာဆိုရင်တော့ဒါဆိုရင်ရဲ့ကစားပုံကဒါဖူဝော့ကိုအခြေပြုတယ်ဒါအဝင်ထွက်မှန်မှန်နဲ့ဒီစပီကိုအဓိကအသုံးချပြီးမှလာရှိပြန်ကစားတာမျိုးတွေ့ရတယ်နော်တော့ဒီပွဲစဉ်မှာတော့သူ့အနေနဲ့ဒီတိုင်ဖက်ကိုအေးအေးဆေးဆေးနဲ့ဒီအခွင့်အရေးကိုအဆောင်နေတဲ့ပုံစံမျိုးနဲ့ရှင်ပြန်ထုတ်တက်နေတာမျိုးတွေ့ရတယ်ကဲကျွန်တော်ခလင်းရှင်နေထားမှာ ဇွန်လအနေနဲ့ယုံကြင်ရတဲ့အနေအထားမျိုးတွေကျွန်တော်မြင်တွေ့နေရတယ်အဲ့တော့ဒီပွဲစဉ်မထိုးတက်ခင်မှာဆိုရင်လည်းသူအနေနဲ့ဒါပြန်ဖက် time fighter ကိုအလဲထိုးနဲ့အနိုင်ရကိုပြောင်းပြီးဆိုပြီးမှဂျုံဝါထားခဲ့တယ်ပေါ့နော်ကေဘောရှော့လည်းကောင်းတယ်ဘောကေကောင်းတယ် ဲ့ finish အနေထားမှာလည်းကျွန်တော်တူတိုက်ချက်တွေတုံးနိုင်တာမျိုးတွေတွေ့ရတယ်နော်။ကဲပြန်လန်လေးတိုက်ထားလိုက်ရ။ဒီကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဒီ clash အနေထားမှာစုံရအနေနဲ့ဒူးကောင်းကောင်းတိုက်နာတိုက်နိုင်တာမျိုးတွေတွေ့ရတယ်ပေါ့နော်။ဒါလေ့ချင်းပြင်ဆင်မှုအပိုင်းမှာကျွန်တော်ဒါတော်တော်လေးအကောင်းနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျ။ လက်ခုတွေစက်တိုက်ဝင်ထားတယ်ပရက်ရှာပေးထားတယ်ကြုံကောင်းတာနေပြင်ပြီးထိုးထားတယ်ကောင်းနေပြဆိုတော့အနေနဲ့လဲလီကက်တထောင်တွေရိုက်ထားတယ်ပြဘောရှော့ဝင်ထားတယ်ကဲတထောင်ကိုဥတီပြီးတော့တုံးတာမျိုးတွေ့ရတယ်ဗျာဒါလီကက်မှာအဲ့တော့ time fighter component ဟိုင်းကဒီပြောမယ်ဆိုတော့ပါဝါရှိတဲ့ fighter တအုပ်လို့ပြောလို့ရတယ်ဗျာဒီအရင်ကြီးပြင်းတာမျိုးတော့မဟုတ်ဘူးเนาะ အပြန်ဖက်တွေကျွန်တော်လဲကြနိုင်လောက်တဲ့ဒီပါဝါမျိုးရှိတယ်ဒီတကြုံစုံရအနေနဲ့လေကျွန်တော်ကြည့်ရတဲ့လောက်ဆိုတော့ဒါစိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့အရင်ကြီးလောတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်အကောင်ဆုံးကျွန်တော်ဒီချင်းကပ်ပြီးကစားနေတာမျိုးတွေတွေ့ရတယ်ဗျအိုးတတော်ရဲ့ချက်ကောင်းတယ်ဘောလုံးရှော့တွေဝင်ထားတယ်အိုးစိုးရင်ရတယ်ဖက်တန်အိုးဆုံးအပြန်လန်းကျွန်တော်ဖြီးအပ်ပြီးပေးထားတယ်ဗျာကလင်းရှင်တွေထားမှဒူးတိုက်တာနေပြီးပြီဆိုရင် တောင်ရိုက်တာလေအပြင်လည်းရိုက်တာလေကောင်းနေလို့ပြောလို့ရတယ်ဗျာအဲ့တော့ဇွန်ရက်နေနေကတော့ကျွန်တော်ဒီအဓိကအားဖြင့်ဒီအလဲထိုးပုံတော့ကွဲဖြတ်နိုင်မှုအတွက်ဥတည်နေတာမျိုးတွေ့ရတယ်အပတ်ခက်ဒီပြန်လန်းကျွန်တော်တောင်ရိုက်ချက်တွေကစိုးရင်ရတယ်လိုကေကဟားတဲ့အချိန်မှာဇွန်ရက်နေနေ1 2ပြန်ပြီးဝင်ထားတယ်ပွဲစဉ်ကတော့ clinch အနေထားဖြစ်ဖြစ်သွားတယ်ပေါ့နော် တော့အဓိကအားဖြင့်ကျွန်တော်ဒီပွဲစဉ်ကတော့ဒါ Python ဥရဲ့ပွဲချင်းကပ်ပုံပေါ့နော်အဲ့ဒါကြည့်တော့ဗျာအိုးကောင်းတယ် hack တွေတောင်အဓိကတောင်ရိုက်ထားတာမျိုးကောင်းတယ်အပြန်လန်ရိုက်ထားတယ် Python ဥစလုံးကပြောမှဆိုရင်ဒါတော်တော်လေးဒီပွဲစဉ်အတွက်ပေါ့နော်ဒါပြင်ဆင်မှုအားကောင်းနေတာမျိုးတွေကျွန်တော်တွေ့ရတယ်ဒါအမားသိမ့်မခံဗျာ Okay round 2ကတော့ဒါပြစ်သက်တွေအနေနဲ့ဒါဘုဒ္ဓကိုအနိုင်ပေးမလဲဗျာ ကျွန်တော်ရဲ့မြန်ဆို round 2မှာ zone run အနေနဲ့တာထိချက်ပိုင်းမှာတာတာခက်တယ်လို့ဆိုချင်တယ်မြတ်ဒါ round 1မှာကတော့သူမတာကိုမတာပေါ့နော်အဲ့တော့ round 3ကိုကျွန်တော်ကြည့်လိုက်အောင် round 3မှာဘဒုကဒါအပြည့်သက်တာမလဲပေါ့နော်အဲ့တော့အဓိကအဖြစ်ကျွန်တော် zone run ကိုကြည့်ရမယ်ပြ zone run အနေနဲ့ဒီပွဲစဉ်မှာလုံးဝကျွန်တော်အလဲထိုးဖို့ကိုဥတည်မှုမှာအရှင်မြန်ကစားဖို့လိုတယ်ဒီလိုဒါသူမတာကိုမတာအနေထားမှာဆိုတော့သူ့အနေနဲ့ဒီတိုင်းအဆုံးဖြတ်ခံယူတဲ့အချိန်မှာရှုံးနေတွားရမှာအခြေရှိတယ်ပေါ့နော် နောက်ဆုံးအရေးကြီးတဲ့ချက်ကိုရောက်ရှိလာပါပြီ။ကဲညာချက်လေးတွေဝင်ထားတဲ့အပြန်လန်နိုင်ကန်ချက်ကန်ထားတဲ့1 2ထိချက်ကဒီ time fighter ရဲ့ထိချက်ကပုံပြီးတော့မှဒါလေးတယ်လို့ခံစားရတယ်နော်။အဲ့တော့ဆုံရက်ကတော့ဒါထိချက်တွေ တို့များတယ်ထိချက်လေးတာတယ်။အိုးလက်ခု right ခု pressure ပေးထားတယ်။ body kick ကိုကန်ထားလိုက်ပြန်ချူ time fighter နေနဲ့ပတ်နဲ့တောင်းခဲ့တယ်လို့ပြောလို့ရတယ်ဗျ။အဲ့လိုနေအနေထားမျိုးမှကျွန်တော်ပြန်ပြီးတော့မှဒါဆွဲပြီးမပုတ်ကက်လိုက်ဘူးဆိုတော့ဒါ combo nine နေနဲ့လည်းပြောလို့မရဘူးဗျ။ဖင်ထိုင်မောက်ကျတောင်းနိုင်ချင်ရှိတယ်။ Oh body shot တော်တော်ကောင်းနေဗျ။ဆုံးရက် ဘော်ဒီကိုအဓိကနိုင်ပြီးတွေ့တယ်ဒီ front kick မှာလည်းဆုံရအနေနဲ့အားတာခဲ့တယ်ဗျ။အဲ့တော့ combo 9ကတော့ဒီအဓိကကျွန်တော် billet hook ပေါ့နော်တစ်ချက်ဒီ one punch power ကိုအဓိကတုံးတာမျိုးတွေတွေ့ရတယ်။ဆုံရကတွေ့လုံးဝင်တယ်။ Oh my god ဆိုရင်ရတယ်ဗျ။ဒီ body kick ကတိတ်ပြီးတော့အကျုံးမဝင်ပြန်ဒီပွဲစဉ်မှာခဏခဏဖမ်းခံရတယ်ပေါ့နော်။အဲ့တော့ fighter ဦးစလုံးကတော့ခီတူဒီမဟုတ်ကြအောင်ပြလုံးဝကို ဒါပြင်ဆင်လာတာတွေ့ရတယ်ဒါပြန်ဖက်ရဲ့ကစားပုံတွေအစအလွတ်ရနေတယ်နော် Okay အစိုးပိုင်းတာကွာကျွန်တော်ဖြည့်အပေးနိုင်ခင်းလိုက်မယ်ပေါ့နော်ဒါပြင်ပြီးတော့ခလစ်မပူတော့ဆိုတော့ဆုံရအနေနဲ့ဒါအဆုံးတက်ဖို့ကျွန်တော်အခွင့်အရေးတော့ရမယ်လို့တော့ကျွန်တော်ကတော့ထင်ထားတာပဲဗျာ ကျွန်တော် project တွေအနေနဲ့ကတော့ဘယ်လိုမျိုးထင်ထားလဲတော့မသိပြဒီပုံစံအတိုင်းကျွန်တော်ပူပြီးတော့မှသွားမယ်ဆိုရင်တော့မလွယ်ဘူးကျွန်တော်ထုံးစံအတိုင်းအားလုံးသိရှိကြပြီးတော့အတိုင်းပဲ time fighter အနေနဲ့ပဲအဆုံးဖြတ်မှာအနိုင်ရယူသွားနိုင်ချေရှိတယ်ပေါ့နော်ကောင်းတယ်ကျွန်တော် finishing တွေထားမှလည်းထိချက်လေးတာခဲ့တာမျိုးတွေးရတယ် component အနေနဲ့လုံးဝကြည့်ရတဲ့အနေထားတော့တက်လုံတော့ကြာနေတဲ့ပုံစံမျိုးတွေးရတယ်ခင်ဗျလိုက်ပြီးကူကက်နေတယ် hack ရဲ့ frank ရဲ့ ဲ့တော့ပရိသတ်တွေတတိထားပြီးကြောင်းတလားတော့မသိဘူးနော်ခြေမြင့်ကန်ချက်မှာလာဆွန်ရက်ကမြန်မာဖိုက်တာလို့လာပြောတော့မဟုတ်ဘူးဒီပွင့်စင်မှာတစ်ဖက်ကခွန်ကိုနိုင်ထန်ဒါတာခင်းတာမျိုးကြီးကျွန်တော်မြင်တွေ့ခင်းရတယ်ဗျအဲ့တော့ဒီလိုထိုးတက်ပေါက်နေဆိုတော့ဒါမူထောက်အောင်နိုင်ဖို့ဆိုတာတော့မလွယ်ဘူးဗျဒါထိုင်ဖက်တာအနေနဲ့ဘာကြောင့်သူ့ရဲ့ဒီကစားပုံကလည်းပြောမှာဆိုတော့ဒီ ကျွန်တော်ကြီးလိုက်မယ်ဆိုတော့ဒီအရှောင်သိန်းကစားလို့ရတဲ့အနေအထားမျိုးရှိတယ်။ဒါကောင်းကောင်းကျွန်တော်ကြိုတင်ပြင်ဆင်ပြီးတော့မှခုခံကောက်ကွယ်ပြီးမှမိုးထအောင်နေနဲ့ဒါအနိုင်ပုံစံမျိုးနဲ့ရှင်းသိန်းကစားလို့ရတဲ့အနေအထားမျိုးတွေကျွန်တော်မြင်တွေ့နေရတယ်ပေါ့နော်။အဲမိုးထအောင်နေနဲ့တော့ဒီပွဲစဉ်မှာကျွန်တော်သူ့အနေနဲ့ဒါနောက်ဆုံးပွဲမှာဆမ်မင်းလည်းရှုံးနေထားခဲ့တာကြောင့်ဒါအကောင်းဆုံးကျွန်တော်နိုင်ပွဲတစ်ပွဲရဖို့အတွက်လည်းအစွမ်းကိုပြင်ဆင်လာမယ်လို့ယုံကြည်တယ်ပေါ့နော်။ဒါတော့ဒီအတွက်ကြောင့်မို့ကျွန်တော်ဒီ time fighter အနေနဲ့ဒါမိုးထအောင်အနိုင်ရယူဖို့ဆိုတော့ကတော့ ။ဒါလွယ်ကူမယ်လို့တော့ကျွန်တော်ကျွန်တော်အနေနဲ့ကတော့မထင်မြတ်။ဒီဘူထန်အောင်တော့ပြောမယ်ဒီ power ဘိုင်းအရာဒီ speed ဘိုင်းအရာပြောမယ်ကျွန်တော်ဒီ common time ဆိုတဲ့ fighter ထက်ကျွန်တော်ဒီပြောမယ်ဆိုတော့အများကြီးမတိုင်တော့မှဒီကျွန်တော်အလဲထိုးနိုင်လောက်တဲ့ဒီ power မျိုးတွေရှိတယ်ပေါ့နော်။အဲ့တော့ဒီကစားပုံရတော့ကျွန်တော်ကတော့ဒီဘူးထက်ကိုပုံပြီးတော့မှတဘောကြတယ်သူအနေနဲ့အဓိကအဖြစ်ပွဲချင်းကပ်တဲ့အပိုင်းမှာပုံပြီးကျွန်တော် ဒါအားခဲပြီးတော့မှများများပြင်ဆင်လာနိုင်ခဲ့မယ်ဆိုတော့ဒါ time factor ကိုတော့ဟာအနိုင်ရယူတွားနိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ predator တွေကရောဒါဘယ်လိုမျိုးထင်မြင်ယူဆထားတယ်လဲဗျအဲကျွန်တော်အနေနဲ့ကတော့ဒါဒီလာမယ့်ဂျွန်လာ6ရက်နေ့ဆိုရရဲ့ပွဲစဉ်ပြီးသွားတဲ့နောက်ပိုင်းမှာဆိုတော့ဒါနောက်ထပ်ပတ်ပေါ့နော်ဒါ73ရက်နေ့လာကျွန်တော်အဲ့ဒီနေ့တောက်ကြနေ့ညပိုင်းမှာဆိုတော့မူထန်အောင်ရဲ့ပွဲစဉ်ကတော့အမှန်ကြီးရှုပ်တော့ဖြစ်တယ်ပေါ့နော်အဲ့ဒီချိန်ညရင်တော့ဒီ time factor နဲ့မူထန်အောင်ရဲ့ပွဲစဉ်တွေကိုကျွန်တော်အနေနဲ့ အမလို့တန်ဆောင်ကြည့်သွားမှာဖြစ်လေဗျဘုဒ္ဓကနိုင်ရရှိသွားနိုင်မလဲဆိုတော့ကတော့တကယ်ကိုစိတ်ဝင်စားနေအဲ့တော့ဒီပွဲစီမှာကတော့တို့ဒါပရိသတ်တွေအလုံးမြင်ခဲ့ကြတဲ့အတိုင်းပဲပေါ့နော်ဒါဒုတိယချိန်နဲ့တတိယချိန်မှာဆိုရင်တော့ဒါဆွန်ရအနေနဲ့လောကဒီထိချက်အပိုင်းမှာထိုင်းဖိုင်တာကိုအတားစီပုံစံမျိုးနဲ့ရှင်ပြန်ကစားတော်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဒုဗိမဲ့လေဒီကျွန်တော်ကြီးညာတဲ့အချိန်ဒီအမတ်အဆုံးဖြတ်ခံယူတဲ့အချိန်မှာကတော့အလုံး သိရှိကြပြီးတော့ဖြစ်တဲ့ရန်လကထွက်ပေါ်သွားခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါလဲထူးနဲ့မနိုင်လိုက်ရတဲ့အတွက်ကြောင့်မို့လားတော်တော်လေးကိုရင်နာတယ်ဒီပွဲစဉ်တော့ကျွန်တော်နိုင်လိုက်မယ်ဆိုတော့ပြောလို့မမရဘူးဒါဆင်းရဲနေတယ်ဒေါ်လာတသိန်းတန်စာချုပ်ကျွန်တော်ရရှိသွားနိုင်တဲ့ဒါအခွင့်အရေးတွေဒါမဟုတ်ဘူးလေအနည်းဆက်ဆုံးအနေထားမျိုးတွေဒါရရှိသွားနိုင်တယ်ပေါ့နော်အဲ့တော့လုံးဝမထင်မထားဘူးကျွန်တော်ဒါအရှင်ကွင်းဖြစ်တဲ့ဒါ Time Fighter ဘူပဲဒါနိုင်ပြီးလိုက်တယ်ပေါ့နော် โอเคအဲ့တော့ကျွန်တော်ဒီကနေ့ပွဲစဉ်ကြည့်ရှုမှုလေးကတော့တလောက်ပါပဲအဆုံးထိကြည့်ရှုကြပေးနေတဲ့ပြည်သက်တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်နေ့ရက်ဒီမှာဆိုရင်လည်းဒါတခြားသောစိတ်ဝင်စားစရာပွဲစဉ်ကြောင်းတွေနဲ့အတူပြန်မယ်လာခဲ့ပါမယ်အဲ့တော့နောက်ဒီကျွန်တော်ကြည့်ရှုကောင်းမဲ့ပွဲစဉ်မှာဆိုရင်တော့ဒါဆွန်ရက်နဲ့ဒါမကြည်ပွင့်ရှင်ပြိုင်ထူးတက်သွားတဲ့ဖိုက်တာတူရဲ့ပွဲစဉ်ပေါ့နော်ဒါသူတို့အနေနဲ့ဒီပထမအကြိမ်တုန်းမှာတွေ့ဆုံခဲ့တဲ့ပွဲစဉ်လေးကိုကျွန်တော်ထပ် တင်ဆက်ပြီးသွားပြီလို့ရှိပါတယ်ဆက်မှကြည့်ရှုဖို့ဒီကနေ့အားလုံးကိုကျေးဇူးတင်ဖိတ်ခွင့်ချပါတယ်